ောင်စံစုကြည်နေနိုင်ငံအချင်းသားများအားလုံးလွတ်မြောက်ရေးရှင်းမှုရန်ဥပဒေဖြတ်သိမ်းရေးတရားမဝင်အတူရောက်ရွေးကောက်ဖို့သပိတ်မောက်ဆန့်ကျင်ရေးဆိုတဲ့အချက်၃ချက်နဲ့တရုတ်စပုံစားပေးတဲ့ရွေးကောက်ပွဲကိုဖြတ်ကြရတယ်ဘယ်လိုဖြတ်လဲရှားတဲ့နည်းနဲ့ဖြတ်မယ်ပြည်သူ့ခွန်အားနဲ့ဖြတ်မယ်မနေ့ကကြော်စိုးဦးဗီဒီယိုဖိုင်တစ်ခုတက်လာတယ်တီတာယူမုံမြင်းကြံမှာရှိတဲ့ဂျူကောင်းဆောင်ဂျူပွဲကောင်းဆောင်တီတာယူမုံကဘုံမိုက်ခဲတော့အဖွဲ့ကို live တိုက်တာဘုံမွဲခဲတော့ကခွေးလိုပြေးတာဆိုပြီးတော့ အဲ့ဒါနဲ့ကျွန်တော်မနေ့ကတော့ဘုံမိုက်ခဲကိုဗီဒီယိုကောနဲ့နှက်ပေါ်ပြီးစကားပြောတယ်ဘုံမိုက်ခဲတော့ဒူးလေးချိန်ပြီးတော့လက်ဖိတ်တောက်နေကြတယ်ကျွန်တော်အရှင်းမှာဘုံမိုက်ခဲရဲ့စကားပြောတဲ့ဗီဒီယိုဖိုင်ကိုတင်ထားတာတွေ့နော်အခုအဲ့ဒီကြော်စိုးဘာပြောခဲ့တယ်ပြန်ကြည့်ပါလိုက်နော်ဒီကောင်ကဘလောက်ထိပုံမှန်၄၀ဗျံပတာပြောလဲဆိုတာအဲ့ဒါမြင်အောင်ပြရတာကျွန်တော်ပြတာပြချပါလေဒါကကျွန်တော်တို့ဒီလာဘကတိုင်းဘူးအဲ့တော့လာဘကတိုင်းဘူးကိုကျွန်တော်တို့ကွန်ပျူတာရောက်ပါလာဘကတိုင်းဘူးကွန်ပျူတာရောက်ပါအဲ့တော့ကင်မရာကမေးပါလိမ့်မယ်ဒါကြော်စိုးကတော့လာဘကတိုင်းဘူးဘောမှာလေလို့ကျွန်တော်ပြောကြည့်ပြပါဦးကျွန်တော်လည်းဒီလားဒုညမပြောခင်သူ့သူအရင်ကြိုပြောတာလာဘကတိုင်းဘူးရဲ့ဒါ ဒါကျွန်တော်တို့စောင်းချက်ကိုကျွန်တော်ကွန်ပျူတာချိန်တွေပါအဲ့လိုပါပဲကျွန်တော်တို့ကအခြားတိုင်းမှုတွေကိုကျွန်တော်ကြံခဲ့မယ်လို့ဟိုခြံထားခဲ့တာဖြစ်ပါဘူးအခြားတိုင်းမှုတွေလည်းလုပ်ပြလိုက်တယ်ကျွန်တော်ယူပုံမှန်ပါတယ်ကွာလက်လက်ပါကတမှုတွေတော့မှန်မှာမဟုတ်အခြားတိုင်းမှုတွေလည်းမမအောင်ဖြစ်နေမှာလေကျွန်တော်အကုန်မှတ်ပါတယ်ဘယ်လာလာဘယ်တိုင်းမှုလာလာမှတ်ပါတယ်ဘယ်အဖလာလာမှတ်ပါတယ်အဲ့လိုမျိုးမလားဟုတ်မလားတရားကြီးလုပ်နေပါလေကျွန်တော်တို့ဒါလုပ်တဲ့ရာတွေအားလုံးလည်းကျွန်တော်တောက်လျှောက်သူရဲ့စက်တိုင်းလည်းကျွန်တော်တောက်လျှောက်တင်ပြပေးတော့မှဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကကျွန်တော်လာပါကတိုင်းမှုကျွန်တော်ဂုံပြူတော့တရားပါလိမ့်မယ်ဒါတော့ကျွန်တော်တို့အမြင်ချက်ပြုံးတယ်ရောက်ပြီစာကြကြည့်ပါအဲ့ကြည့်ရပါရှိတယ်အချမ်းမအုပ်စုရဲ့စကန်ကိုတက်ပလော်နဲ့တက်ပလော်ကျွန်တော်ဒေါသီယာယူမှုဥဆောင်နေပြည်သူစစ်တက်ခွက်ရတော့ရှင်းလင်းပါလေ အဲ့ဒီနေရာကကျွန်တော်တို့အရာလေးမြေကမ်းပေးဖြစ်တယ်တရားပြည်နေမန္လေးတိုင်းနဲ့ဒေသနာကတော့သူပြောတဲ့ပုံမကွေးတိုင်းရဲ့ဂျာမာတရှိတဲ့နေရာတရားပြည်အဲ့ဒီနေရာလေးဆက်သွားမယ်ဆိုတော့ကျွန်တော်တို့အရာလေးအရာလေးမြေရှိဒေသရောက်တယ်မြေရှိဒေသအချမ်းချင်းတမီးချင်းတမီးကလည်းဆင်လိုက်နေရအရာလေးကလည်းဆင်လိုက်နေရအမှကျွန်တော်မြစ်ဆုံရှိတယ်အဲ့ဒီအေရီယာရောက်ပါတယ်တက်တက်ထွက်မယ်ဆိုရင်ကျွန်တော်တို့ပကုတ်ကူရေစလိုလမ်းမရောက်ပါတယ်တရားပြည်ကျွန်တော်ပကန်းကြီးအမျိုးရောက်ပါတယ်အခက်ကြီးပြရပါတယ်အဲ့ဒီနေရာကိုကျွန်တော်တို့ဒါဒါလုံလုံတူအောင်ဆက်ကြောက်လေးတော့ရရှင်းနေပါလေကျွန်တော်တို့ရရှင်းပါလေဒေါ်တိကာယုံမွေရဲ့ရက်တိကျကိုကျွန်တော်တို့ဂုံပြပါလေဂုံပြပါလေတကယ်တော့လည်းအမျိုးသမီးပါ အဲလက်မှတ်ကတိုင်းမှုကိုဖုံးမှလည်းဆိုတော့တီတာကြီးမုံကြတော့ဘာမှလည်းတော်စုဘာမှတကယ်ကိုတော်တယ်သူသူပြောတော့ဒေါ်စီယာယူမော်ကဒီမိုက်ကဲလိုအုပ်စုကိုသွားတော့စိတ်ခေါ်လိုက်တယ်ဗျာဒေါ်စီယာယူမော်ရဲ့ပြောဆိုမှုကျွန်တော်ပြပါအောင်ဒေါ်စီယာယူမော်ကကျွန်တော်တို့ဒီညောင်ပင်ဆန္ဒကြွက်ကိုထိတ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာသူပြောခဲ့တဲ့အချင်းတွေပါပြောရ ရောင်းမနာရောင်းပြီ။ရောင်းနေ။ရောင်းနေ။ဒီနေ့လေးခေါင်းရောင်းညညညခေါင်းရောင်းပြီးတော့မပြောပါ။ခင်ဗျားကကြော်ခဲ့တော့ခွာဒါပါတော့ဒါပါဘူးဒါပါဘူး။ဒါပါဘူး။ရောင်းမနာ။ဒီလာမလာမလာမလာတော့။ဟာ။ဒီနေ့ခေါင်းရောင်းများတော့နဲ့တော့ဖြစ်တော့မှာတော့။ဒီတက်သွားပြီ။ရာရာခုကျတော့ဝင်လိုက်ပါမယ်။ခေါင်းရောင်းပါ။ခေါင်းရောင်းရှိတာခေါင်းရောင်း။ကျေးဇူးပါမိုက်ထောက်ပြန်။ကြားရမယ်ကြားရမယ်။ကြားတရားဝတ်တော့လို့ပြန်ဝတ်တော့။ကြားတရားဝတ်ပါမယ်။အစ်ဒီတော့မပြရဘူး။ကြားတော့ကြားတော့တက်ခဲ့ပါ။ကြားတော့တက်ခဲ့ပါ။ တော့တော်ပြပါမိုက်ခဲပြွတ်တော့မင်းတက်ပါအောင်မင်းမင်းတက်ပါအောင်လေပွဲမလာဘူးတန်းတို့ဆရာတို့ချင်းပွဲမလာဘူးဆိုတော့တီတာယုံမြင်းချမ်းမှာတီတာယုံကိုနာမည်ကြီးတယ်ဆိုတာမြင်းအားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြင်းသတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသုံးဆိုချင်ပါတယ်နေသားတွေအားလုံးဒီမှာဘာနာမည်ကြီးလဲဆိုတော့တီတာယုံမုံအိမ်မှာ တီရာရွတ်မုံအိမ်မှာတီရာရွတ်မုံအိမ်မှာစစ်တပ်နဲ့အထိုင်ချပြီးတော့ဂျမ်ပါတွေခံပြီးတော့တီရာရွတ်မုံကတူအခေါင်းထဲမှာတူနေတာအဲ့ဒီနယ်မှာရှိတဲ့ပြူခွေးတွေကိုလက်နက်တွေတပ်ဆင်ပေးပြီးတော့စစ်တောင်းထိုးခိုင်းတယ်စစ်တောင်းထိုးလို့စစ်တောင်းထိုးလို့တိုက်ပွဲတွေဖြစ်လို့ရှိရင်ကျွန်တော်မအားတော့တော့ဒီခဏလေးပြီးမှပြန်ခေါ်ပေးပါဒီမှာရနေဗီဒီယိုရိုက်လို့ပါစစ်တောင်းထိုးလို့တိုက်ပွဲတွေဖြစ်လို့ရှိရင်ဘာပြောလဲဆိုတော့သူကအိမ်ကနေပြန်ကြတယ် အဲ့ဒီမှာတိုက်ပွဲပြင်းလို့ပြီးသွားပြီသူတို့ဘက်ကအချိန်နေကောင်းတဲ့ပွဲဆိုရင်တီလာရှုမူကကားနဲ့ဆင်းလာပြီးတော့အမ်ဓာတ်ပုံရိုက်တယ်အခုကွယ်အခုကွယ်နော်ဘာဖြစ်လို့ကျွန်တော်အဲ့ဒီစကားကိုပြောရတာဆန်နာထောင်ကြီးကြော်စိုးဘာပြောမလဲလို့နော်နားထောင်ကြီးဒါဘုံမဲ့ကဲကျွန်တော်ဆက်ပြထားတဲ့ပြောထားတဲ့ဗီဒီယိုဖိုင်ရှေ့မှာတင်ထားရနော်ကြည့်ပြသပြီးတွေ့လိမ့်မယ်ဟာဒါတော့တီလာရှုမူတော့ဗျာကျွန်တော်တို့ညောင်ပြင်းစမ်းကြာကြည့်ရကိုထိချုပ်ပြတဲ့ဘိုင်းမှာဒါဒီမိုက်ခဲကိုရှာလို့မတွေ့ဘူးတော့တီလာရှုမူလည်းပြောတာချင်းချင်းလေးပဲခင်ဗျားဒီညင်းညာဒီသားမှာလောက်ရှာတဲ့ပီတက်တွေဆိုရင်ခေါင်းဆောင်ပိုင်းဆိုရင်အရှင်မယူအသေးပဲကြီးပါ သေးပဲလက်ရှိလက်ခမိုင်းမှာညောင်းပင်ဆက်ပြကြွက်ကိုကြွက်မှာရှိတဲ့ဒီမိုက်ခဲတို့အုပ်စုဆိုင်အောင်သွားရှင်းတယ်ရှင်းတယ်ကမိုက်ခဲတို့ခွေးပြေးပြေးတာခမားလေကြီးကြီးကျယ်တာခမားလေအဲ့မှာရှောက်ကြောနေတာမဲခမားဒီပြည်သူစစ်နေခမားတပ်မဆက်ကြောက်လေခွေးပြေးပြေးတာဗျာခွေးလို့ပြေးတာခမားလေဖုံးထအောင်ပြေးတာမိုက်ခဲတို့ပါတော့တော့ဆက်မှာဖုံးထအောင်ဒါမင်းမင်းဆက်ဖို့မဟုတ်ဘူးတိလားမိုးရင်းပဲဒီဘယ်နေရာဖုံးထဟမ်ဒါကျော်စိုးအမေလက်ဘွက်မဟုတ်ဘူးဖုံထအောင်တိလားမင်းအမေလက်ဘွက်ကတော့သူ့ရဲ့နွားတက်မောင်းထားတာဖုံထနေမှာပဲကျော်စိုးတိလားမင်းစကားပြောလိုက်ရင်ရုတ်တိဘေထတစ်ခုမှမရှိတဲ့စကားကိုပြောတယ်မင်းကတကယ်ပေါက်ပန်း၄၀အောက်တန်းစားဟမ် ်ဖုံထအောင်အခုကຫນွေဘက်လားမိုးရိဘက်လားအဲမင်းမေလဲဘွက်ဆိုရင်တော့ဖုံထိုင်ထားမယ်ပြောလို့မရဘူးเนาะဘာဖြစ်လို့လဲမင်းမေလဲဘွက်ကတွေ့တဲ့နွားဝင်ကျုံနေတာဟုတ်တယ်မလားအေးအဲ့ဒါပဲเนาะကောင်းလိုက်တော့ဟမ်ပိုက်ခဲတော့ပါလားစစ်တိုက်တာမင်းတို့ကခွက်ခောက်ပြီးစစ်တိုက်လို့ရမယ်ထင်တာဟုတ်စစ်တိုက်တာခွက်ခောက်ပြီးစစ်တိုက်လို့မရဘူးခွက်ခောက်ပြီးလို့လိန်စားလို့မရမယ်စစ်တိုက်လို့မရဘူးเนาะစစ်တိုက်လို့မရဘူးအဲ့တော့ဒေါ်ဒီယာယူမုံနဲ့ဒေါ်ဒီယာယူမုံကတော့အဲ့ဒီတော့မှာတော့ကျွန်တော်တို့ရောလုံးပြင်းနေတော့ကျွန်တော်ပြင်းနေတယ်အဲ့အဲ့ဒီဒါအားတကြတာဒေါ်ဒီယာယူမုံကကျွန်တော်တို့ဒီမြင်းညံဒေတာပေါ့မြင်းညံကျွန်တော်တို့ကသူတို့ကထုံးလို့မရေလုံးတော့နောက်နေပုံကိုယ်လေဘယ်နေရာမှာပဲဘဲပေါက်ကနေဒီကောင်နေတိုက်ဘဲပေါက်ကနေပြင်းမဲ့တော့သိတယ် ဘယ်ရမှာဘယ်ကောင်ဥဆောင်နေဘယ်ကောင်ပြီးတော့ဥဆောင်နေအဲ့ဒီဟာဘယ်ကနေကောင်အကောင်သိတယ်အကောင်သိတယ်အဲ့တော့အဲ့ဒါနဲ့ကျွန်တော်ဒီဒေါ်စီယာကြီးမှုရဲ့နေမြေကြွားချင်မှုတိုက်ရိုက်ခိုင်ကောင်းကောင်းမှုဖို့တတ်မလို့နဲ့ကျွန်တော်တို့ဒီဒေါ်စီယာကြီးမှုပြည်သူစေပူပေါင်းပြီးရှင်းတော့ငုတ်ငုတ်ပါချွတ်တာပေါ့နော်အငုတ်ပါချွတ်တယ်အဲ့တော့နောက်တစ်ချက်တစ်ခုအဲ့ဒါကိုပြောချင်တာနော်ဖုံထောင်းပြီးတယ်အငုတ်ပါချွတ်တယ်ဆိုလက်ရှိမြင်းချံမှာတယ် PDF တွေဘလို့နေလဲတားမဲလို့ဗိုလ်တိုက်ကားဖွဲ့မနေ့ကကျွန်တော်ဗီဒီယိုဖုန်းခေါ်တဲ့အချိန်မှာကျွန်တော် screen recorder ကိုယူထားတော့ဟိုဟာ screen recorder ကမပါလိုက်တဲ့အတွက်ဘုံလိုက်တဲ့အတန်မဲပါလိုက်တယ်အဲ့မှာကျွန်တော်ရှေ့မှာဗီဒီယိုဖိုင်တင်ထားတယ်ဝင်ကြည့်လိုက်ရှေ့ဗီဒီယိုဖိုင်မှာ တီတာယူမုံကနယ်မြေလဲကျွမ်းတယ်စစ်တပ်နဲ့ပေါင်းပြီးတော့အကုန်လုံးကိုရှင်းနေဆိုရင်အဲ့ဒီဘုံမိုက်ခဲလို့ပွဲအဲ့ဒီမြင်းချမ်းမှာဒူးနတ်ပြီးနေလို့ရမလားမမုံစင်းလက်လက်တွေ့တတ်တာပဲစင်းလားရလားဇီရိုပြောက်ကြာကိုတက်ကြီးတို့အဖွဲ့ဒါ line ပေါ်မှာလူတိများတဲ့အဖွဲ့တွေနှစ်ဖွဲ့နော်တောင်တောင် line ပေါ်မှာနာမည်မထက်တဲ့ဖွဲ့တွေတပုံရှိနေတယ်တီတာယူမုံအဲ့ဒါလောက်အားကောင်းနေလို့ရှိရင်အဲ့ဒါလောက်သူပြောသလိုနယ်မြေတွေကိုရှင်းလင်းအဲ့ဒီအဖွဲ့တွေကအဲ့ဒီမြင်းချမ်းထဲမှာနေလို့ရမလားအခုလက်ရှိမြင်းချမ်းမှာ PDF ဘယ်နှစ်ဖွဲ့ရက်ကြီးဘယ်နှစ်ဖွဲ့လှုပ်ရှားနေတယ်အဲ့ဒါဘာကြောင့် သူပြောသလိုတကယ်တီတာယူမောဒီနယ်မြေတို့ဘယ်ရထွက်တယ်ဘယ်ရဝင်တယ်နယ်မြေတွေအကုန်လုံးကျွမ်းတယ်စစ်တပ်နယ်တွေပေါင်းပြီးတော့တီတာယူမောအမောက်ချင်းနေတယ်အမောက်ပါမကြံဘူးတဲ့သူပြောရတာနော်သူ့ဖေးအမောက်လားတော့မသိဘူးနော်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနော်သူ့စကားကိုကျွန်တော်ဖြစ်တယ်မဖြစ်ဘူးပြောတော့ဒီဗီဒီယိုကံကြည့်တဲ့လူတွေပဲကိုယ့်ကိုစဉ်းစားဆုံးဖြတ်နော်သူပြောတယ်အမောက်ပါမကြံဘူးဆိုအဲ့ဒီကိုတက်ကြီးလို့နော်ဘုံမိုက်ခဲတို့ဒီနေ့ကြားမဲတို့ဖွဲ့နော်ဒူးနံမီနေစရာအကြောင်းမရှိဘူးမနေ့ကကျွန်တော်သူ့ဒီဗီဒီယိုဖိုင်ကိုတွေ့လို့ 0ပျောက်ကြာပြောမယ် sorry ဒီညဘလက်လိုက်ကအဖွဲ့ခေါင်းဆောင်ပုံမဲ့ခဲကိုကျွန်တော်ဗီဒီယိုကောလက်ခေါ်တယ်အကိုကြီးတဲ့စီးဝေးရင်တက်တာနဲ့အခြားကိစ္စတွေကိုကြီးတို့တင်းကောင်းကြားမှာမဟုတ်ဘူးလေတဲ့အဲကျွန်တော်တို့တဲ့အဲ့ကောင်ပြောတဲ့စကားဘာပြောအဲ့ကောင်လေးပြောတဲ့စကားဘာပြောတိတာကျွန်တော်တို့အလုပ်တွေများပြီး pressure တွေများပြီးအားတွေများပြီးစိတ်ညစ်နေရင်တဲ့ကြော်စိုးဦးတို့ဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တယ်တဲ့အဲ့ဒါဆိုရင်ကျွန်တော်စိတ်တွေဘာလဲဟိုပင်ပန်းတာပြောက်ဝေါကိုကြီးတဲ့တော့ဒီကောင်တွေကကျွန်တော်အိတ်စိပဲထားတာလေသိကြော်စိုးဦးမင်းတည်တယ်မှာတိတာမင်းရှက်ပိုင်လဲနေလို့ရတယ် တအားရမုံမတင်တယ်ဒီဘာမြင့်ကြံဘုံမိုင်ကဲတော့အဖွဲတွေကတီလာကျုံမစော်နေတယ်ဘာမြင့်တလောက်ဆိုရပြီအဲ့လောက်ဆိုရင်မင်းတို့အားပေးတဲ့လူတွေအော်အေးစော်နေတယ်ပေါ့မင်းတို့ဘာသာလူတွေရတယ်အားပေးနိုင်အခုဟာမင်းကဖုံထအောင်ပြေးတာအငုတ်ပါမကြံတော့ဘူးဆိုတော့အမှလီးထောင်နေတဲ့ဘုံမိုင်ကဲတော့အဖွဲရပါတယ်မင်းမဲ့လိနေတာဟမ်စားရဖြစ်တော့စကားတလုံးကပညာမဲ့အောင်စကားတလုံးကပညာမဲ့အောင်တန်းစားရတယ်ဆိုတော့နော်ဘလို့လဲဆိုတော့အဲ့ဒါအဖြေပဲမင်းတို့ပြောတဲ့စကားကနေမင်းတို့အဖြေပေါ်တာတိလားကြည့်ပါလား ောက်တဲ့ချင်တူကကျွန်တော်ဝမ်းတွင်းမြို့နယ်နဘက်ကကျွာအဲ့နဘက်ကရောမှရှိတဲ့အချမ်းမအုပ်စုတွေကိုဒါလုံချုံလုံချုံရေးပူပေါင်းပွဲတွေကဖော်ထုတ်နိုင်ခဲ့တယ်ပေါ်နိုင်ခဲ့တော့အဲ့မှာကျွန်တော်အချမ်းမအုပ်စုတွေအရှင်းလဲရတယ်အရှင်းရရအရှင်းရပြီးတော့ဒါလေးမှတော့မဟုတ်သေးဘူးမဟုတ်သေးဘူး right ပဲ68လဲရတယ်အဲ့68လဲနည်းတော့မဟုတ်ဘူး68လောက်ကိုခင်ဗျတလက်ကို350ဆက်တွက်လိုက်တိုင်းပေါင်းအများကြီးဖော်ထုတ်နိုင်ခဲ့တာဒီလက်နဲ့တောင်မှုတဲ့လူတွေကတောင်မှုကပို့ပြီးကြည့်တာပါဗျာ။အော် RAM က65လည်းပုံတော့မတွေ့ဘူးနော်။ကဲသူပြောရတယ်ပဲထားရရထားပေးလိုက်။ 65လေးရတာအများကြီးပေါ့အဲ့ဒါဆိုရင်နော်မင်းတို့စကန်းကြီးကတိမ့်တိမ့်ပြီးကားတွေနဲ့တိုက်ထုတ်တယ်လက်နက်တွေလက်နက်ကြီးတွေအာအဲ့ဒါတွေကတော့ဘယ်လိုတွေ့မလဲအဲ့ဒါဆိုဟမ်မဟုတ်ဒီကောင်တွေလေအခုတနော်တို့တော်နိုင်ရေးဘက်အချမ်းစကန်းတွေတိမ့်သလိုလားသူတို့ဘက်မှာအနိုင်ရရင်သူတို့ဘယ်လိုတွေပြောမလဲမသိဘူးနော်အကောင့်တွေကအဲ့ဒါဆိုရင်ဒီကောင်တွေဘယ်လိုပြောမလဲကျွန်တော်စဉ်းစားမစဉ်းစားတတ်တော့ဘူးဟမ်နိုင်ငံရဲ့ကြီးရည်လေတတ်မတော်ကြီးခင်မီလက်နက်အပြည့်အစုံရှိတဲ့တတ်မတော်အဲ့ဒီတတ်မတော်ကိုနော်စစ်တီအင်အား၅သိန်းနဲ့ နော်အကုန်အပြည့်စုံတိုင်းပြည်ရဲ့ဗန္ဓငွေအပြည့်စုံအဲ့လိုရှိတဲ့တပ်မတော်ကိုမောင်းပိုင်စီးပြီးတော့လက်ပလာပဲရှိတဲ့ပြည်သူကိုအာဏာသိမ်းတာငါးနှစ်ရှိသွားပြီမအောင်မြင်တဲ့ပြည်တစ်ပြည်ပြည်နဲ့ဆုပ်ယုပ်လာတာဒါစစ်ရေးရနိုင်ငံတကာတာဏမဟိမပြောထဲမပြောတော့ဘူးအဲ့လိုအခြေအနေမှာတော့ဒီကောင်တွေကဒီလိုဖြစ်အောင်လို့ကျွမ်းလုံးထုတ်ပြီးပြောရဲတယ်ဆိုရင်သူတို့ဘက်ကကျွန်တော်တို့အခုစကမ်းတွေသိမ်းတယ်လို့စစ်ပွဲတွေအလင်းဝင်တယ်လို့ဒီလိုမျိုးဖြစ်နေဘယ်လိုပြောမလဲမသိဘူးကောင်တွေပေါ့တကယ်လောကမှာဒီလိုလူတွေရှိနေပေါ့လေ ဟာကျွန်တော်တို့လည်းတရားကြတယ်အခုမင်းအောင်နိုင်ကြည့်ဟိုတနေ့ကျွန်တော်ကိုယ့်အကိုတယောက်တစ်ပါးမင်းအောင်နိုင်ပုံကိုကြည်နေဒီသူ့ဟောဒါကာကွယ်ဦးစည်းရုပ်ပဲစစ်တပ်မှာအမြင့်ဆုံးယာတူးပေါ့နော်ကျွန်တော်ကြည့်သူအခေါင်းကယာတူးကိုယ့်ကိုမေးတယ်မင်းဒီလိုယာတူးတွေယာမြင့်ယူမလားဆိုတော့အရင်ချိန်ကတော့မမောခဲ့တယ်လေ DSC ဆိုတာဟုတ်တယ်နော်အားလုံးမမောပါနဲ့ဒီအချိန်မှာဖះဆိုးရပါသေးရဲ့မင်းအောင်နိုင်ယာတူးမျိုးယူမင်းယာမင်းအောင်နိုင်နေအောင်မင်းယူရမလားမမမောဘူးကျွန်တော်ယူလည်းမယူကြည့်လို့ ဲတခုရှိတယ်တိုင်းပြည်ကိုပြန်လဲကယ်တင်ဖို့အတွက်အဲ့ဒီယာဒူမဖြစ်မနေမီးယူရမယ်ဆိုတဲ့ဟာမျိုးတိုင်းပြည်အတွက်ဆိုတဲ့ဟာမျိုးဆိုရင်လည်းယူမယ်ကိုအတွက်အဲ့ဒီယာဒူကိုယူမလားဆို sorry ပဲယွန်စရာကြီးလို့ဖြစ်နေတယ်ကျွန်တော်မျက်လုံးထဲမှာအဲ့ဒီကာဝဲဦးစီးချုပ်ကအပွင့်နေဘာတွေတာလေတီညိုစရာလေးသားစရာတန်ဖိုးထားစရာအမြင်မမြင်ပဲနဲ့တကက်အောက်တန်းစားယွန်စရာကြီးအစ်စ်လို့ကျွန်တော်မြင်ရတယ်ဒါကျွန်တော်ပဲဟိုတဖက်ဆောင်နေဆန်တာလားဘာလားတော့မသိဘူးကွလို့လက်ရှိဖြစ်နေတဲ့ဒီကောင်ကြီးရဲ့တန်ဖိုးပေါ့အဲ့လောက်ထိဒီကောင်ကြီးတန်ဖိုးကိုဆုပ်ယုပ်နေတယ် ဲ့တော့နောင်လာနောင်လာရတဲ့ဒါတွေကကျွန်တော်တမိုင်းတွေပါနော်ကျွန်တော်နိုင်ငံတစ်ချိန်ပြန်လဲတိဆောက်ပြီးတော့ပြန်လဲကောင်းမွန်မှချိန်ငါတို့တိုင်းပြည်မှာဒီလိုကောင်မျိုးတွေကတို့အာနာတိမ့်ပြီးတော့အဲ့လိုကောင်မျိုးတွေကဒီလိုပောက်ပန်း60ပြောခဲ့တယ်ဆိုတော့နောင်လာနောင်လာတွေကိုပြရစရာအနေနဲ့ကျွန်တော်တိတ်ုံတိန်းထားမယ်နော်အဲ့တော့ဟိုဒါတွေကမြင်အောင်ပြတာကြည့်အဲ့ဒါဒီလိုလောင်လိန်ရဲ့ပြောခဲ့တဲ့သူရှိတယ်ဆိုတော့ပြထားတာလားနော်ကြောင်မေးမှာဖက်စစ်တက်ဟာကြောင်မေးကိုရပြီနောက်ချိုးကိုရပြီမိုးပြဲကိုရပြီနောင်ပင်ကိုဆက်တိုက် ဒီလိုဘတ်စစ်တဲ့ lobby တွေကကျွေးကြုံနေကြတယ်။ကြောင်မဲကိုယာပြီးတိဘိုးကိုစက်တိုက်မယ်ထင်ဘူးလား။လာရှုံမန္တလေးပြည်တော်စုလမ်းကိုထိတ်ချုပ်ဖို့ဖက်စစ်တာဟာဒီဘိုးကိုစက်တိုက်လိုက်မယ်။ဟုတ်ပြီ။တော့ဒီနေ့ကြောင်မဲနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်အောင်။ကြောင်မဲမှာဘာတွေဖြစ်ခဲ့လဲ။ကြောင်မဲအခြေအနေကဘယ်လိုဖြစ်ခဲ့လဲ။နောက်တစ်ခုကြောင်မဲပြင်ကိုဒီနေ့အန်ယူဂျီရဲ့ ကျမရင်းနေပြည်နိုင်ဝင်ကြီးတော်ဆိုဝေဆိုရဲ့အတူတကွာတိုက်ပွဲဝင်ကြမယ်ဆိုတဲ့ကိစ္စရွှေဘူးမှာတိုက်ပွဲဝင်တဲ့ကိစ္စဒီနေ့ရှိပါတယ်ခင်ဗျ။တဲ့ဒါဆိုရင်ဆက်လိုက်ကြရအောင်။အဲ့တော့ကြောင်မေးရဲ့အရှိကအကောက်ချောင်းလေးကိုကျွန်တော်တို့ပြန်ကြည့်ရရင်စတိုက်တယ်ဆိုတာကအများတန်းနိုင်နေအများတန်းရှုံးနေဆိုတာမရှိပါဘူး။အဲ့တော့ကြောင်မေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြေပြင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တွေရဲ့မှတ်ချက် ်ကြောင်မေးကိုစတင်သိမ့်ပိုက်တဲ့အချိန်တုန်းကအဖြစ်အပျက်တူကျွန်တော်ပြောပြမယ်ဒါလေးမပြောခင်မှာမြို့ပေါ်အားလုံးကိုကြောင်မေးမြို့ပေါ်အားလုံးကိုထိန်းချုပ်လိုက်ပြီလို့စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေကဖော်ပြတယ်ကြောင်မေးနောင်ချူပြည်တော်စုလမ်းမကြီးကဝင်လာတဲ့စစ်ကြောင်းစကန်တာမိုင်းတင်လမ်းခွဲကဝင်လာတဲ့စစ်ကြောင်းနှစ်ခုခွဲပြီးတော့ဝင်လာတာအတို့ကတည့်ရနေမှာမြို့ရဲ့နေရာအားလုံးထိန်းချုပ်လိုက် အော်တိုဘလာ၂ရက်နေမနေ့ကထီတော့ပြန်လည်နဲ့ဖက်စစ်တက်ချာမှာကြောင်မဲတီဘောလန်တိုးကိအင်းကြီးမှာပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်နေတယ်ပြီးတော့သူ့လမ်းကနေဝင်လာတဲ့အဖွဲ့ကြီးမိုင်းတင်လမ်းခွဲကနေဝင်လာတဲ့အဖွဲ့ကြီးမျိုးတွေကိုတရှိန်တို့ဝင်ချလာပြီးမျိုးရဲ့နေရအလုံးကိုစစ်ကောင်စီကထိန်းချုပ်လိုက်ပြီးတီးရတယ်တိုးကိမှာတော့တိုက်ပွဲကပြင်းနေတော့မယ်ဆိုတာလေကြားရတယ် အဲ့တော့တဖြည်းဖြည်းပြန်ဆုတ်လိုက်ရတယ်အော်တို့ဘာလား၃ရက်နေဒီနေ့မှာတော့နောက်ဆုံးကြားသိရတဲ့သတင်းတွေအရတီအန်အေလီကပြင်းပြထန်တယ်ပြန်လဲခုခံပေမဲ့တာဝန်ရနဲ့ဘုန်းစစ်စင်တာကြောင့်ပြန်ဆုတ်လိုက်ရတယ်စစ်တပ်မျိုးတွေမရောက်လာခင်မှာတီအန်အေလီကိုအောင်နေလို့ယူဆရတဲ့နေရာတွေဌာနဆိုင်ရာယုံနေမီးလောင်ပုံးနဲ့ကြဲချတိုက်ခိုက်ပြီးမီးရှို့ခဲ့ပါတယ်တိုက်ပွဲပေါင်း120ဖြစ်ပွားခဲ့တယ် လေးလကြာတိုက်ပွဲဝင်တယ်။ကြောင်မဲမျိုးပြန်ပေးလိုက်ရတယ်။အဲတော့မနေ့ကတော့စစ်ကောင်စီကသူတွေကြောင်မဲမျိုးကိုဝင်လာတော့ကြိုဆိုတဲ့ဗီဒီယိုတွေအောင်တပီတွေနဲ့ကျွန်တော်တို့တွေ့လိုက်ရပါတယ်။ဟွန်းဒီအချိန်မျိုးကိုကျွန်တော်တို့ကြည့်တဲ့အခါကျတနစ်ကြော်ကြထိချုပ်လိုက်တယ်။ကြောင်မဲ2024ဩဂုတ်လ9ရက်နေ့မှာ DNL နဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်လိုက်တဲ့ကြောင်မဲ။ ီကနေ့တစ်နှစ်ကျော်ကြာမှာတော့စစ်တပ်လောက်ပြန်ရောက်သွားတယ်။ဆိုတော့ကြောင်မဲကိုတိုက်ခိုက်သိမ့်ပိုက်ပြီးနောင်ချုပ်ကိုတိုက်ခိုက်သိမ့်မဲ့ပြီးနံမတူကိုတိုက်ခိုက်သိမ့်ပိုက်ပြီး TNL တက်ဟာဒါပြီးရင်ပြီးသွားပြီသူတို့အပိုင်ရသွားပြီလို့များတွက်ဆလိုက်နေပါ။မြို့တစ်မြို့ကိုသိမ့်ပိုက်ပြီးရင်မြို့မှာခုခံစစ်စင်ွဲဖို့စီရေးဆိုင်ရာအစီအမံတွေလုံးဝမဆောင်ရဘူးလား။ဒီတိုက်ပွဲကိုနိုင်သွားပြီ။ထာဝရအနန္တစัจ java ရာမှာထာဝရနိုင်သွားတယ်လို့များကျွန်တော်တို့ TNL တော်လိုင်းဤတက်တွေကထင်နေကြလားအလားတူရဲ့နောင်ချိုကိစ္စကလည်းဒီတိုင်းပါပဲတော်လိုင်းဤကာလာလို့သူတို့ကိုသူတို့မတတ်မဲ့ပဲနဲ့ကြောင်မဲတို့နောင်ချိုတို့ကိုသူတို့ရသွားပြီနမတူတီဘောတို့ကိုရသွားပြီနန်းခမ်းရသွားပြီဆိုပြီးတော့တင်နလီရဲ့အတွေးစိတ်ကူးမှာဒါထော်ရရမယ်ဘယ်သူမှလာမတိုက်တော့ဘူးအလုံးစုံပိုက်ဆိုင်သွားပြီလို့တွေးလိုက်တာလားအကယ်၍အဲ့လိုမတွေးဘူးဆိုရင်တော်လိုင်းဤကာလာဖြစ်တယ်မြို့သူမြို့သားတွေကိုစီးအေးဆိုင်ရာအသိပညာပေးဟောပြောမှုတွေလောက်ရမယ် မြို့ကိုတော်လိုင်းမြို့အဖြစ်ပြောင်းပြစ်ကြမယ်။တန်ဂါရီဘုံကုချင်းတွေအဆအဆအရာရာတွေမြို့ကိုခုခံစစ်ဆင်နွှဲနိုင်ဖို့ပြင်ဆင်ရမယ်။ဒါပေမဲ့ဒါတွေပြင်ဆင်မှုမရှိတဲ့လောက်ကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ကြောင်မင်းကြောင်မင်းနဲ့ပတ်သက်ပြီး2024ဩဂုတ်လ9ရက်နေ့ကအခြေအနေလေးကိုကျွန်တော်ပြောပြချင်ပါတယ်။ကြောင်မင်းမှာရှိတဲ့9ရက်1 9ရက်2စကကတက် တ်တွေအကုန်လုံးစုပ်ပေးပါမယ်မခုကန်တော့ပါကျွန်တော်တို့မိသားစုဝင်တွေကိုအသက်ချမ်းသာပေးပါဆိုလို့ DNA လေးတွေပူပေါင်းတက်တွေကလက်ခံခဲ့ပါတယ်နောက်စုပ်ရတဲ့အကြောင်းကြီးတွေကုန်တာထောက်ဖို့မရှိတော့တာကြောင့်တက်သေးရောက်မှသိရတယ်ဒီကောင်ကြီးဟာအစုံးတိခံတိုက်မယ်သဘောကြီးမရှိတော့လို့တောင်းတမမနဲ့နောက်စုပ်သွားတာသူတို့မိသားစုတွေအသက်ချမ်းသာပေးပါဆိုပြီးတောင်းပန်သွားတာဒါတော့တဝင်းနဲ့လက်နက်တွေကိုမီးရှို့သွားတယ် ညနေ6နာရီလောက်မှာ9ရက်နေ့မိသားစုဝန်ပေါင်း200ကျော်တွားဖို့အတွက်ကားအစီး20ကျော်ရှာပေးတယ်ခလီးတငယ်များအစအစတန်ရာရစစ်တီတရာနဲ့အလုံးပေါင်းမိသားစုဝန်900ကျော်တပ်သား400မိသားစုဝန်300ဒါတွေကိုကောင်းကောင်းမွန်မွန်ထွက်ခွာသွားဖို့ဗိုလ်မုတ်စိတ်ကိုယ်တိုင်ဆောင်ရွက်ပေးတယ်အခုတော့ဒီလိုလူသားချင်းစာနာမှုဟာသူတို့အတွက်တော့အသုံးမဝင်ခဲ့ပါလေကြောင်း အန်ဒီရဲ့ကြောက်လို့ကားမီးတွေပိတ်ထိုးစစ်ဆင်လာတဲ့တောင်ချီရက်ဆောက်ဖက်ကိုပို့လိုက်တယ်မိသားစုဝင်ကြီးဘာအထိကိမရှိအောင်ပြန်လေကကာဝယ်စောင့်ရှောက်ကင်စစ်တပ်မိသားစုဝင်ကြီးကိုလက်ရှိကြောင်မဲကိုပြန်တိုက်တဲ့အချိန်မှာအယက်သားပြစ်မှတ်တွေကိုရရဆက်ဆက်တိုက်ခိုက်ကြတယ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်လိုက်ပိတ်သွားကြတယ်ခလင်းငယ်တွေတကြီးရွယ်ဦးတွေဘာတွေကိုတွေးလိုက်ရင်းတဲ့စစ်တပ်ကနောက်ဆုတ် ပါမယ်လို့ပြောတာကိုခွင့်ပြုလိုက်တဲ့အထဲမှာပါနေတဲ့တပ်မိသားစုဝင်တွေကိုပြန်မြင်အောင်မိနေတယ်လို့တိုက်ပွဲဝင်ရဲဘော်တယောက်ကရေးထားတာကိုတွေ့ရပါတယ်။အဲတော့ဒီနေ့ဒီအချိန်ဒီမှာကြောက်မဲ့အချိန်ဒီအလုံးစုံကတော့ဒီအကြောင်းရဖြစ်ပါတယ်။အဲတော့ဒီကြောက်မဲ့အလုံးစုံကိုပြောပြီးတဲ့နောက်မှာကျွန်တော် comment အောက်က comment လေး၃ချောင်းကိုကျွန်တော်အရင်ပြောပြချင်ပါသေးတယ်။ဒီမှာတော့ကျွန်မရဲ့ NRI အဖွဲ့အစည်းကိုအချိန်တိုတွင်းလက်တွေ့လက်စုပ်လက်ကင်အောင်မြင်ခြင်း ကျုပ် KIA စစ်မှုရန်အောင်ကြီးတုံးနေတဲ့အကြံပေးလိုက်ပါမယ်တဲ့ကွန်မန့်လေးပါအနာရီတပ်ဖွဲ့တွေကိုတိမ့်တထောင်ဖို့အကုန်ချခံတဲ့စစ်စီမျိုးပေါ်ဆောင်ရန်သူအဖွဲ့စီကတိမ့်တထောင်စစ်ဘက်ဆိုင်ရာပစ္စည်းတွေရအောင်ယူရန်သူထောက်ဖို့စခန်းငယ်များကိုပြင်မှတ်ထားပြီးတိုက်အရွက်ဝင်းနဲ့ကိုရောင်ဖြောက်လှုပ်ရှားလာပြက်ပြက်ကထိုးပေါစကန်တိန်ပစ္စည်းတွေအ мян ဆုတ်ခွာနောက်တပွဲစားအရင်းဒီဇာတူပြန်ရနိုင်မယ်ရန်သူပြစ်မှတ်တွေပေါလန်းပြင်စင်ကန့်တက်စစ်စီပုံစံမျိုးနဲ့ပဲ လက်မှတ်ခရဲ့90ရာခိုင်နှုန်းလောက်ကိုရန်သူတွေကရှာပွေဂျန်နေ90ရာခိုင်နှုန်းကိုအလူကန်ချင်းခြေခုပ်လှူရှားနေမိများမှာခရိုနီလုပ်ငန်းရှင်များတရားရာခိုင်နှုန်းတိုက်ရိုက်ပတ်သက်ပိုင်ဆိုင်ထားတဲ့တီးတဲ့လုပ်ငန်းများဒီလုပ်ငန်းတွေကိုအခွန်ဆောင်ခိုင်းပြီးတော့လက်မှတ်ခရဲ့ဝယ်ယူစုသောဒါလိုမျိုးဆိုရင်ပထမအစစ်စစ်ပြူကဂုံးတွေကိုရင်ဆိုင်နိုင်လာပြီဆိုရင်ဒုတိယအစစ်သိမ့်ပိုက်စစ်စီရေးပုံစံဒီလိုပုံစံနဲ့ ဆက်လက်ခြိတက်ပါလို့ NRA ကိုအပိစကားပြောရတဲ့လူမြတ်ကျော်မနေ့ကဗီဒီယိုအောက်ကကွန်မန့်လေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကဗီဒီယိုမြတ်ကျော်ရေးတဲ့ကျွန်တော်မသိလို့မေးစရာရှိတယ်စစ်ခွေးဘက်ကအမှန်တရားတွေပြောတော့စစ်ခွေးစစ်စစ်ဆိုပြီးဗီဒီယိုတွေယူပြီးတင်ကြတယ်ကျွန်တော်တို့ဘက်ကအမှန်တရားတွေပြောတော့တပ်ပါတီဆိုပြီးပြောကြတယ်မားနေလို့လားမသိဘူးရှင်းပြပါဦးဟာဒါနဲ့ပတ်သက်ပြီးလူကြီးမျိုးကဘယ်လိုထင်ပါသလဲဟုတ်က reply ပြန်လာတဲ့ကွန်မန့်လေးတစ်ခုသူတို့သဘောနဲ့မကိုက်ညီရင်သူတို့ဝေဖန်ထောက်ပြရင်သူတို့ပြောနေကြစကားလုံးအားတာပဲ ။စောက်ပြီးမဆိုင်ဘူးဗျာနော်။ပြောစရာရှိတာပြည်သူပြောက်နေနေပြောရမှာပဲ။နောက်တစ်ခုနောက်တစ်ခုစတိုက်တယ်ဆိုတာအများနဲ့အောင်နိုင်နေမှာမဟုတ်ဘူးလေ။နောက်ဆုတ်ပေးပြီးမှအနိုင်ရတယ်လေရှိပါလေ။ဘယ်နေမီကဘလောက်ပြန်ရသွားပါစီလို့ဝါရဖြန့်နေပါစေ။ခွေးလေးခုံလို့ဖုံမထ။ငါတို့တော်လည်းအောင်စိတ်ဟာမဟာတမရီတတိုင်းလို့ပါ။အခုစားဖို့အနိုင်နိုင်အောင်ရုံးကန်နေ။မကြရင်အိမ်ကန်းကပေးရတော့ လက်တွေကကလီမုတ်ဝဲကျွေးနိုင်ဖို့900ရာလီတစ်ချက်နဲ့တရာတရာတန်အချို့ကအလူကံပေးဖို့ကလွယ်ပြီးအလူကံလူပေးဖို့ကလွယ်ပြီးမရှိတော့ဘူးဘူပင်တော့ကဖြစ်ရတာကနေစရာနဲ့စားစရာတော့ပါဒါပေမဲ့တော်လန်ကြီးကမအောင်မကိုမဖူဘူးလေဘာလို့လဲဆိုတော့ငါတို့စိတ်ချက်တွေကတော်လန်ကြီးကိုအစုံတိဆက်သွားမယ်လို့ကြည်ရထားကြတာငါတို့တော်လန်ကြီးကအောင်မြင်နေပြီအစုံတက်ဖို့ပဲရှင်ဒီနေ့ဒီဆက်မှုကတော့ဖုန်းမိတစ်ဆောင်ထည့်ပြီးသူများစီကခြေထားတာမတန်တယ်လို့ပဲ လူမြတ်ကျော်ကြီးတဲ့ပတ်စံတထောင်းပတ်စံအမြုပ်ဘွတ်အောင်ပြောချီးနေရတဲ့ဘဝရောက်ပြီတခြားပေါ်လံပြည်သူတွေတော့ဘလို့နေပါလဲအခက်ကဲကိုစီနဲ့အားတင်းချပါလို့အားပေးပါတယ်ခင်ဗျားတို့တယောက်တည်းမဟုတ်ပါပြည်သူကဆုံးဖြတ်ထားပြီဖြစ်ပါတယ်ဘလို့ဆိုးတဲ့အချိန်ကြီးမဆိုးရင်ဆိုင်မှုအသင့်ပါပဲပတ်စစ်တက်ကူတာမြစ်ဖြတ်ခြေမုံပေးပါဆိုတဲ့တခုလေတော့ဆုံးဖြတ်ချက်ကို နိုင်ငံရေးသမားတော်လှန်ရေးသမားဆိုတဲ့လူတွေဖင်လိုက်လိုက်ကောင်းလိုက်လိုက်မလုပ်ကြပါနဲ့စစ်ကောင်တာအနိုင်တက်ရမယ်လို့ဒီလူလူကတရင်စကားပါနေတာပါလို့ရှင်းလို့မြင်ပါတယ်ဒီကနေ့ကျွန်တော်တို့ရွှေဘိုမှာတိုက်ပွဲဖြစ်ပါတယ်ရွှေဘိုကနန်းကြီးပါမှာပါပြည်နယ်တိုက်ပွဲကြီးဖြစ်နေတယ်ရွှေဘိုမြို့ပေါ်ကညနာရုံးမှာအထိုင်ချတတ်ဆွဲထားတယ်စစ်ခွေးစခန်းကြီးမြို့ပေါ်ထောက်ဖို့တက်နေတာလက်နက်ကြီးနဲ့ဟောင်းဝေစာတွေနဲ့ပြစ်ပေးနေတယ် စစ်ကွေးတက်ကပစ်လိုက်တယ်လက်နက်ကြီးကြီးသုံးလုံးရွှေဘုံမြို့ပေါ်ကြားရောက်ပတ်ကွဲတယ်အောင်မြေချမ်းမြေဖုံချောင်းရဲ့ကြာကိုရင်သုံးပါကိုရင်လုံးသွားတယ်ကိုရင်လုံးသွားတယ်ကိုရင်တွေကရှင်ညာနိကရှင်ဥဒ္ဓမရှင်ဝိမလာအော်တိုဘာလာ၃ရက်နေမှာအုတ်ရှစ်ပင်တုတ်တန်းတချို့ပဲဖက်စစ်တက်ကတော့ PDF တွေပြစ်ခတ်လို့ကိုရင်တွေတည်တယ်ဆိုပြီးတရင်လိမ့်လေထုတ်ပြန်နေတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်ဒီကာလမှာဖက်စစ်တက်ဟာ 话了偏吃糊糊，偏勉强在老巴里面，大家莫一土里有水嘛？全部嘛，恁那地脚被送到下来过一年，偏那木头下来过一年哈，还是在也别看木脚偏薄的，欧布嘛，大木的他偏薄的，我那大有的欧布胶边、果边哟，胶果边哟，石浆这样阿是吧？石浆不偏大嘛，那现在都上好。 ဲ့တော့မျက်မြင်ခုနကဦးမပါပေါ်ပြီးတော့ကျွန်တော်တို့စစ်ကွက်တက်လှမ်းပြီးတယ်လို့သိရတယ်။ဖြေဖို့တကြောမှာတော့ပြင်းထန်တဲ့တိုက်ပွဲတွေမြင်းကြံတကြောမှာပြင်းထန်တဲ့တိုက်ပွဲတွေရှိနေတယ်။ဒါပြင်မှာကျွန်တော်တို့တီရာရှုမှုကြောင့်မြင်းကြံညောင်ပင်ကျော်ယူစောတိတီရာရှုမှုရဲ့အဖွဲကမီးတင်ရှို့တောင်းရင်တက်တွေကတင်းပြင်းထန်တဲ့ခုခံတိုက်ပွဲဝင်နေတယ်။အင်အား၄၀၀ပါ စစ်တပ်ကပါရမိုတာစစ်တပ်လေးကြီးနဲ့ပုံချင်းနေတယ်။ရောင်းမရောက်ဘူးမီးရှို့ပြုံရ400ပြည်ထောင်တိုက်ပွဲဖြစ်နေတယ်။ကျွန်တော်တို့ပုံမိုက်ခဲလဲပါလိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဒါကြီးအချိန်တွေကတော့စိုးရိမ်စရာအကောင်းဆုံးအချိန်တွေဖြစ်နေတယ်။အဲ့တော့မြင်းတံကတီရာယူမွန်ရဲ့တက်ကိုဖြုတ်ချရမယ်။ကမ်ဘလူကဝါတဝါတက်ကိုဖြုတ်ချရမယ်။အင်ဂျက်ချင်းအိုးမဲတုတ်ပြီးတိုက်ခိုင်းနေတယ်။အဲ့ဒီဒေတာအနီးတစ်ဝိုက်ကတိုင်းတက်တယ်။စနစ်တကျဖြူဟာမြောက်ပြင်ဆင်ပြီး ီပြူစော်တီတက်တွေကိုအရှင်ရှင်းလင်းဖို့လိုအပ်တယ်။တစ်ဖက်မှာလည်းအချိန်နေနဲ့အချိန်ခါရရွေးကောက်ပွဲလုပ်ဖို့ဖက်စစ်တာပြင်းပြင်းထန်ထန်လှုပ်လာနေတယ်ဗျ။တရုတ်နိုင်ငံစပွန်ဆာနဲ့လှုပ်တယ်ဆိုတော့ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနေ့တနင်္ဂနွေလုံးရဲ့တပိတ်အင်အားစုတွေကဥတီတဲ့အလုရှားမှု၃ရက်နဲ့တိုက်ဖြတ်ကြပါလို့ဒီကနေ့စတင်ထွက်ပေါ်ပါတယ်။အဲ့တော့ဒေါန်ဆန်စုကြည်နိုင်ငံရဲ့အကျဉ်းသားများအားလုံးလုံမြောက်ရေး ရှင်းမူရန်ဥပဒေဖြတ်သိမ်းရေးတရားမဝင်အတူအောင်ရွေးကောက်ဖို့တပိတ်မောက်စန့်ကျင်ရေးဆိုတဲ့အချက်၃ချက်နဲ့တရုတ်စပုံစာပေးတဲ့ရွေးကောက်ပွဲကိုထက်ကြရလိမ့်ဘယ်လိုဖြတ်လဲရှားတဲ့နည်းနဲ့ဖြတ်မယ်ပြည်သူခွန်အားနဲ့ဖြတ်မယ်သို့တော့ပြည်သူပြည်သူပြည်သူကြီးပဲအားကိုးလို့မရဘူးဒေါ်လာကြီးနိုင်ငံကြီးသမားတွေကရောဘယ်လိုဖြတ်မှာလဲသူတို့ဘယ်လောက်ပါမှာလဲသူတို့ကနေ့စဉ်ရွေးကောက်ပွဲကိုတရားမဝင်ပါဘူးဘောင်ဆန်းစုကြည်နေနိုင်ငံကြီးအချင်းသားတွေကိုလွတ်ပါ အဲ့ဒါမှစစ်မှုရန်ဥတွေဖြတ်သိမ်းပါဆိုတာမျိုးကိုနေ့စဉ် Facebook မှာပို့တကူတော့တင်ရလား၎င်းနေပြည်သူကိုပဲမခိုင်းပါနဲ့ခမရတို့ကဥဆောင်လုပ်ပါကျွန်တော်တို့ NRA အနေနဲ့ကတော့ no campaign ကြီးဆောင်ရွက်ထားပါတယ်ဆက်လက်ဆောင်ရွက်ဖို့လည်း season နေပါတယ်ဆိုတော့ဒီကံလာကတော့ဗျာရုံးခံရမယ်ရရသမျှခွန်အားနဲ့ညှစ်ပြီးတိုက်ထုတ်ရမယ်နံပါတ်1ကစစ်အနာတိုက်နံပါတ်2ကဖက်စစ်တပ်ရဲ့စစ်30ချိန်မှုနံပါတ်3က ျွန်တော်အောင်ပွဲနဲ့အတူအိမ်ကိုပြန်လေရောက်ရှိရေးပါမယ်အိမ်ပြန်ရောက်ရင်တော့လဖေးဆိုင်အတူထိုင်ကြတာပေါ့ဗျာကျွန်တော်ကပေါ်စိတ်တက်တင်ရတော့ဒီလောက်ပဲအားလုံးကျေးဇူး